ဒီကရန်ကုန်မြို့လက်ကောင်ဟိုတယ်လူသက်မှုပြီးတော့နောက်ထပ်သတင်းထပ်တက်တာကတာဂီတာကတိုက်စီရင်မောင်းဦးလေးကြီးပေါ့နော်အာလူလဲတက်ခံရတဲ့ပစ္စည်းတွေလည်းလူရခံရတယ်ဆိုတော့သတင်းကြားတဲ့အချိန်မှာဒီသတင်းကကြတော့ကျမအခုလက်ရှိကျမတို့နဲ့နည်းနည်းပို့ပြီးတော့ဘဝနဲ့နီးစပ်နေလို့ကျမဒါပြောရင်ဒါရင်ထဲကစကားအမှန်တွေပါတိုက်စီရင်မောင်းနေရဲ့ဘဝကလည်း မချမ်းသာပါဘူးရှင်เนาะကျမတို့ဟာကျမအဖေကိုတိုင်းကတိုက်စီရင်မောင်းဖြစ်ပါတယ်တိုက်စီအငားရင်မောင်းဖြစ်ပါတယ်ရှင်ကျမအဖေရာအိမ်မှာအိမ်တော်ဦးစီးဖြစ်ပြီးတော့တိုက်စီအငားရင်မောင်းသူကျမတို့ရဲ့ဘဝတစ်နေ့လုံးမှတစ်နေ့စားရတဲ့ဘဝပေါ့เนาะကျမဖေအိမ်နာသူ့ရဲ့ဝင်ဝင်ဘယ်လောက်ရှိမှာလဲเนาะအုံနာကြီးစီဖို့နောက်ဆုံး gas ဆိုလဲ gas ဘိုးတွေဖိလိုက်ရင်နော်အခုခေကုံစည်းနှုံအရာကျမတို့တွေရဲ့ကျမအဖေရှာတဲ့ဝင်ငွေဟာဒါတွေကကျမတို့ရဲ့တစ်နေ့လောက်တစ်နေ့စားဘဝတွေပါဒါကို ပစ္စည်းလူတယ်တို့ပတ်စံလူတယ်တို့ဆိုတဲ့သတင်းတွေကလည်းအမြဲတမ်းလို့လို့ကြားနေရပါတယ်တိုက်စီရင်မောင်းတွေကတော်တော်များများကိုကြုံနေရတယ်ဗောနော်ကျမပြောတာပစ္စည်းကိုလူတယ်ဖုန်းတွေလူတယ်လူပါအသက်လူတယောက်ရဲ့အသက်ကိုတော့အခုလောက်ထိပြစ်ဆက်လက်ခံမလုပ်တဲ့ဘူးနော်ဘာဖြစ်လို့လဲဆိုတော့ဒီလူကိုအနောက်ကနေပြီးတော့အာကိုပြီးနေရတဲ့မိသားစုတွေ သူတို့ရှင်ရှင်တို့တွေတောင်မှပဲကိုယ့်ရဲ့ဘဝရက်တီဖို့အတွက်အရန်ခက်ခဲလုံအောင်ကြည့်လို့လူရက်တယ်နော်သူများပစ္စည်းကိုလူတယ်ယူတယ်ဒါပေမဲ့ကျမတို့တွေမှာလည်းကျမတို့မှာလည်းဘဝတွေရှိသေးတယ်လေနော်ကျမဆိုရင်ဒီမျိုးထဲမှာဘယ်တိုက်စီနဲ့ဘယ်ကားနဲ့တိုက်တယ်ဘလို့တိုက်တယ်ဆိုတဲ့သတင်းတွေကြားရင်ကို့အဖေများလားဘာမဟုတ်ဘူးနော်ဘာမှမဟုတ်ဘူးဒီလိုရင်တိုက်မှုသတင်းလေးကြားရင်တော့ကို့အဖေဖြစ်မှာဆိုတဲ့စိတ် ဒါတိုက်စီရင်မောင်းတွေတိုင်းရဲ့မိသားစုတိုင်းမှာဒီလိုခံစားချက်တွေရှိပါတယ်။ရန်စိတ်ပူရတဲ့အဲဒီလိုမျိုးအချိန်မှမှဒီလိုလူရခံရတဲ့ဟာတွေအဲကျမအဖေကိုယ်တိုင်လည်းကားမှာအာဖုန်းပေါ့နော်ဖုန်းလည်းလူရခံရဘူးတယ်ပတ်စံလည်းအဲ့လိုမျိုးခံခဲ့ရဘူးပါတယ်အဲဒါတွေကဒါပြန်ဖြည့်ရှင်းလို့ရတယ်ဒီလောက်အနေထားကကျမတို့ပြန်ဖြည့်ရှင်းလို့ရတဲ့အနေထားမှာရှိတယ်ဒါပေမဲ့ကားကိုယူတယ်ပစ္စည်းတွေယူပြီးလူတက်လောက်တဲ့အထိတော့ မလုံးသိဘူးလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့မှလည်းဒီကိုဟိုကိုကိုအဖေပေါ့နော်ဒီလက်ရှိမှာတိုက်စီမောင်းမိရှာကျွေးနေရကိုအဖေကိုကျမတို့အားကိုးနေရတာလေနော်ကျမတို့လည်းကိုလုံးနဲ့ကိုရှိတယ်ဆိုပေမဲ့လည်းကျမအဖေကဒါအိမ်မှာကျမတို့ရဲ့အာမိသားစုရဲ့ဒါဝင်းဝေးအဓိက main ပေါ့နော်အခုအခုအသက်ခံရတဲ့ဦးလေးရဲ့မိသားစုနေရာကိုကျမဝင်ခန်းစားကြည့်လိုက်တာကျမယူမတက်ပဲဒီလားဒီတော့လေ တာမန်လက်လုံလက်စားဘွားချင်းအတူတူပါပဲတိုက်စီတမားဘွားကလေသူအခုကေကုံစေးနှုံရရလေသူ့ရဲ့တနေ့တာဝင်ငွေရလေ၃လ၅ရက်စားလို့မရပါဘူးတနေ့တာဝင်ငွေဒီနေ့ရှာတဲ့ဟာကလေနောက်တနေ့စားအတွက်ပဲရတယ်တစီတရက်လောက်နားလိုက်ပြီဆိုရင်တော့မှပဲကျမတို့မှာအုံနာကြီးတွေပါတယ်နဲ့ကျမတို့မှာလည်းအခက်ခဲတွေရှိပါတယ်ဒီလိုလူမျိုးတွေကိုဘာကြောင့်လုံရက်ကြတာလဲပေါ့နော်အသက်အန္တရာယ်အထိတော့မလုံးသင့်ဘူးလို့တော့ထင်ပါ